အမျိုးသမီးများအဖိနေမှုနဲ့အကြမ်းဖက်မှုရောကြရတဲ့အတွက်စစ်တွေမျိုးမှာအမျိုးသမီးအင်အားရာနဲ့ချီပြီးငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်မှုတရက်ကိုစက်တဘာလ22ရက်နေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ဒီလိုမျိုးလမ်းလျှောက်ရာမှာစစ်တွေမျိုးအတွင်လှည့်လည်ခဲ့ပြီးဗနိုင်းများကိုဂိုင်ဆောင်ကလှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းပြီးမှာတော့ဟောပြောပွဲနဲ့ရှင်းလင်းပွဲတွေကိုလည်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်လမ်းလျှောက်မှုနဲ့ပတ်သက်ပြီးရခိုင်အမျိုးသမီးအစည်းအရုံးဒုက္ခတစ်စောဆန်ငိမ့်သူကလည်းအခုလိုပဲပြောပါရယ် အရန်အားနည်းနေသေးတယ်ဆိုလို့ရှိရင်ဒီမှာတို့လူလားနေတဲ့တကယ်အသိပါလားရှိတဲ့ဒီမိုကရေစီနဲ့အခုဒီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးညီညွတ်ရေးကိုကျွန်တော်တို့ပေါ်ဆောင်နိုင်ဖို့အတွက်အလန်းဝင်နေမှာဖြစ်တယ်။အဲဒါကြောင့်မို့သက်ဆိုင်ရာအစိုးရနဲ့အာလုံးသောအစုအဖွဲ့တွေကဒီအမျိုးသမီးတွေရဲ့အဆင့်ဆင့်မှာပြည်ဆောင်မှုအခမ်းအနားစွန့်တိတ်ချတဲ့အဆင့်ကနေပါလာနိုင်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုအလေးထားစဉ်းစားလာဖို့အတွက်ကျွန်တော်တို့အခုလိုမျိုးတိုက်တွန်းမှုကိုပို့ထုတ်သွားမှာ လမ်းလျှောက်ပွဲမှာပါဝင်သူတူဦးကလည်းအင်တွင်းရဲ့အကြံဖတ်မှုများကလေးငယ်ဆိုင်ရာအာဓမပြုခြင်းမှုတွေအကြောင်းကိုအများပြည်သူသိရှိပြီးဝမ်းဝန်းထိတ်သိမ်းစောင့်ရှောက်နိုင်မှုအတွက်ဖြစ်ပြီးတော့လက်ရှိမှာရခိုင်ပြည်နယ်အတွင်းအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုလည်းပုံမအကောင်းလောက်အောင်ဆောင်ရွက်ပေးစီလိုတဲ့ဆန္ဒကြောင့်အခုလိုမျိုးပူးပေါင်းပါဝင်တာဖြစ်ပါတယ်လို့ဆိုပါတယ်